ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကျွန်တော်ရဲ့လက်ွက်ပေါ့နော်ဒီလက်ွက်ကကျွန်တော်ဟိုတုန်းကဒီလက်ွက်ကနေပေါ့မြေကြီးတွေယူပြီးတော့ကျွန်တော်လမ်းဖို့ထားတာပေါ့နော်အဲ့တော့ဒီလေကကုံမြင့်နေတယ်မြင့်နေတဲ့ကုံကဟိုဘက်ကဆင်မြောင်းကရေလွှတ်လိုက်တဲ့အခါမှာဒီကုံကကျွန်တော်လေကဒီလိုဖြတ်သွားမှာကကိုယ်လည်းနဲ့ကိုယ်ကုံခံနေတဲ့အခါကျတော့ဒီကုံကိုအပေါ် မြေသားကိုယူပြီးတော့လမ်းဖိုးလိုက်တဲ့ခါကျတော့လက်ကွက်ကနှိမ့်သွားတယ်နှိမ့်သွားတာမှာကျွန်တော်ဒီအနှိမ့်နိုင်ကိုထဲလန်းနေလန်းချင်းလှုပ်တယ်ခုနကတဘာဝမြေသွေးတွေနိုင်အောင်မချနိုင်ဘူးနိုင်တို့ချင်းပလဲနေတည်ဒီလိုအနှံကိုရအောင်ကျွန်တော်ဆွဲခေါ်တယ်အဲ့တော့တဘာဝမြေသွေးတွေနိုင်အောင်ချနိုင်မယ်နိုင်တို့ဖော့စကားဒီတုံးလို့သက်ဒီမြေကန်းဒီများများထည့်နိုင်နေဆိုရင်ပိုကောင်းတယ် ို့တော့လေကျွန်တော်ကမထည့်နိုင်တဲ့အခါကျတော့ချီရဲ့မြေကြီးကိုပဲထည့်ရေးအချောက်ခံပြီးတော့ပလဲနိုင်ထိုးခြင်းနဲ့ဒီခေါ်လိုက်တာအဲ့တော့ဒီလေးကိုမှတ်မိပါပါနော်ကျွန်တော်လည်းဒီမှာတက်တိုင်းလေအဲ့တော့ဒီလေးကကုန်းကြနေတဲ့အခါကျတော့ဒီကုန်းကိုနှိမ့်အောင်ကျွန်တော်ကလှုပ်လိုက်တာပေါ့လှုပ်လိုက်တဲ့အခါကျတော့ဟိုကဆေးရီလာတာနဲ့ကျွန်တော်ဒီလေးကိုဖောက်ချလိုက်တာနဲ့ဒီလေးကရေရနေပြီပေါ့ ဒီဘက်လေဒီပါကျွန်တော်တို့ဒီအပေါက်ကနေပေါ့ဒီလေဒီကိုပါဆက်သွားလို့ရတယ်အဲ့ဒါဒီလေအားခန်းနေတဲ့အတွက်အနေအောင်လှုပ်လိုက်တဲ့အတွက်ဒီဘက်ကိုတောက်လျှောက်ရေဝင်လို့ကောက်အောင်ကျွန်တော်ကလှုပ်လိုက်တာအဲ့တော့ကျွန်တော်ပြောချင်တာကတော့မြင့်နေတဲ့ကုံကိုတိုက်ပြီးတော့မြင့်နေတဲ့ကုံကမြေသားတွေကိုယူပြီးတော့ထေရီးအနက်ပြန်လှန်ပြီးတော့နေလမ်းမယ်ဆိုရင်เนาะ

ရွာရိုးရီပေါ့ရွာရိုးရီဝင်နေပြုတ်ကင်းအဲ့တော့ပြုတ်ကင်းမှာလဲကျွန်တော်တို့မြေတီလေးတစ်ခါပဲပက်လိုက်ရတယ်နောက်မပယ်ရဲလို့မပက်တော့ဘူးเนาะအဲ့တော့အောက်ကရွာရိုးရီဖြစ်တဲ့အတွက်မြေကြီးကတအားကောင်းတဲ့အခါကျတော့ကျွန်တော်တို့အစတစ်ချိန်ပဲပက်လိုက်ရတယ်ကျွန်တော်တို့ပြုတ်နှုတ်ပြီးစိုက်တယ်ဒီပြိုးအငုတ်ကလေးတွေလဲကျွန်တော်တို့ကြံတဲ့အခါကျတော့ကျွန်တော်တို့အဲ့ကွာအဲ့ကျုပ်လိုကြဲကြဲလေးပဲထားလိုက်ကွာမြေတီလေးဒါတကြောတောက်လိုက်ဆိုပြီးတော့ဒါပလဲမြေတီတစ်ချိန်တောက်ပြီးတော့ထားထားတာ အဲ့တော့ခုနကကျွန်တော်က plan နိုင်ထူချင်းတမျိုးတည်းနဲ့နေတွားတယ်ဆိုတာလည်းတိတ်သဘောမတွေ့တဲ့လူတွေရှိတယ်ပေါ့နော်အဲ့တော့ plan နိုင်ထူချင်းက plan နိုင်ထူချင်းတမျိုးတည်းနဲ့တွားတာသဘောမတွေ့တဲ့လူတွေရှိတယ်မှန်ပါလေတတ်နိုင်လို့ရှိရင်တီစုပါပဲတတ်နိုင်တတ်နိုင်ခုနကနိုင်ထူ podcast ကြီးပဲတတ်နိုင်တတ်နိုင် အတီအာဒီဒီအဘာကောင်းပါလဲညာကောင်းပါလဲဆိုတဲ့နော်မြေဩတာတွေကိုကြိုက်တယ်လို့ပက်ပါဒါပင်နဲ့ပက်ရမယ်အချိန်လေးဒီမိမိရဲ့စဘာအသက်တဝက်မှာငယ်စဉ်မှာလောခေါ်ထားပါခုလိုအနှံနေထွက်ခံနီးကံမှမပက်ပါနဲ့နော်အဲ့ဒါလေးကိုကျွန်တော်ကထပ်ပြီးတော့တင်ပြပေးတာအဲ့ဒါမှာ အနှံထွက်ကန်နေကြမှာအနှံမှာလိုအပ်တဲ့အသီးအားစီလေးကမလိုတော့ဘူးလားအသီးအတွက်တီစုပါလေးကမကောင်းဘူးလားသူအချို့ပြောတယ်အနှံနေဖုံးကန်မှတီစုပါပက်မယ်ဆိုရင်တီစုပါထဲမှာနိုင်ထိုးခြင်းပါပြီးသားဖြစ်တဲ့သဘာဝတည်းပြန်နှမ်းပြီးရှေးလာမယ်အဲ့ဒါဆိုရင်မကောင်းဘူးကျွန်တော်ဟိုအယောင်ကြည့်လိုက်နော်ပြာပြီးမဲနေတာပဲအဲ့ဒါညီကြီးကအောက်ကတက်ခံကောင်းတဲ့အတွက် ပလဲတစ်ကြိမ်နဲ့နဲ့တင်ပြားနေတာပဲအခုဒီလေဆိုရင်ကျွန်တော်တို့3ကြိမ်ပတ်ထားတာပလဲနိုင်ထူချင်း3ကြိမ်ပတ်ထားတာငယ်တင်မှာကျွန်တော်တို့ကျွန်တော်ပြောရင်းကအသက်တဝက်မှာအပြီးပက်ခဲ့တဲ့အခါကျတော့ဒီဘက်မှာမပက်လဲမပက်ကောအယောင်လေးဒီပြန်ပြီးတော့အယောင်ပြန်စစ်သွားတဲ့အခါကျတော့အဝါယောင်နည်းနည်းပြန်တန်းလာပြီးအဲ့ဒီကနေအနှံပြန်လုတ်ပြီးဆိုရင်အဲ့ဒီအနှံဒီကြောက်ခံမှုအားကောင်းတယ်အဲ့တော့ဂန္ဓမမဆိုင်တဲ့အခါမှာကျွန်တော်တို့အဖူးတွေတက်ခံမှာ ကျွန်တော်တို့အစာတွေဖြစ်ကြွေးတဲ့အခါမှာခုနကပလဲနိုင်ထူးခြင်းဒီခုနကမြေဆွေးတွေကျွန်တော်ထိုးထည့်တဲ့အခါမှာပန်းဒီတားကောင်းပြီးတော့အဲ့ဒီပန်းဒီချိုးပြီးတော့ကျွန်တော်တို့ရောင်းတဲ့အခါမှာအဲ့ဒီပန်းဒီဖျားအိုးထဲမှာကြာကြာမခံဘူးအချိုးပန်းနေဆိုရင်မနဲ့ထိုးတာနဲ့ညနေနိုးနေနွေရာဒီပြင်းတဲ့အချိန်ဆိုအချိုးပန်းနေဆိုရင်တပတ်လောက်ခံတယ်နွေဘက်တောင်အဲ့ဒါဘာကြောင့်လဲဆိုတော့အချိုးပန်းနေမှာ ငန်ထူကျင်ဓာတ်အစာကျွေးတဲ့ဓာတ်တွေပြက်ပြီးတော့ရင်ငတ်တဲ့ဓာတ်တွေပြက်ပြီးတော့သူကဟိုဘက်ကိုအပွင့်လောက်ရတဲ့အခါကျတော့နော်သူကပန်းရဲ့အည်သွေးရကြာကြာခံသွားတယ်အဲ့တော့အခုကျွန်တော်တစ်ချက်ထပ်ပြီးတင်ပြခြင်းတာကဖရဲတွေဖရဲသီးတွေနော်အချို့ဖရဲသီးတွေအလုံးကြီးချို့အလုံးကြီးကြီးပြီးတော့မချို့ အဲ့ဒါဒီရေဓာတ်တီတအားကျွေးတဲ့ခါကျတော့ရေဒီတအားကျွေးတဲ့ခါကျတော့ရေဒီတအားသွင်းဆိုင်တဲ့ခါကျတော့အချိုတန်းပျောက်သွားတာတကယ်တော့ဟိုတုန်းကကျွန်တော်တို့ဖယဲဆိုင်တာဒီအောက်ဓာတ်မြေကြီးတွေကလာတဲ့ရေဓာတ်အဲ့ဒီအောက်ဓာတ်နဲ့သာဖုတ်ချောက်နဲ့ဖမ်းပြီးတော့ထွက်လာလဲဖယဲသည်ဒီလက်တီမှာစိကန်နေတာပဲအဲ့ဒါဒီသူ့ရဲ့ပင်ကိုဓာတ်ကလာတဲ့ရေဓာတ်နဲ့တက်လာတဲ့ဖယဲသည်ဟာပိုးချိုတယ် ရေသွင်းတဲ့ဖျက်တိကြတော့အဲ့လိုမချိုတော့ဘူးအလုံးကတော့ချောတယ်အလုံးလှတယ်လုံးကြည့်တယ်ဈေးကွက်ဝင်တယ်သို့တော်လည်းအချိုတမ်းမရှိဘူးကျွန်တော်တို့ခေါလုံးကမြေကြီးကိုအမှုန်းလုပ်ပြီးတော့ဒီလိုပဲအစာလေးအစာကြီးကျွေးပြီးတော့အစာလေးကျွေးတယ်အစာကြီးကျွေးတယ်ကျွေးပြီးဒီလိုပဲပြစ်ထားလိုက်တာနော်မြေကြီးတွေကဓာတ်နဲ့ပဲရေမလောင်းမဲနဲ့ထားလိုက်တဲ့ဖျက်တိဒီခုနကအုံချစ်တီအုံချစ်တီတာတာလောက်လေးတွေပေါ့နော်ဘောလုံးလောက်ဆိုတာအများဆုံးပဲ အဲ့အလုံးတွေဒီတကယ်ခွဲစားတဲ့အခါမှာเนาะရှာပြီးတော့တခါတဲ့လက်ကိုစိကတ်ကတ်တောင်ဖြစ်လာအဲ့ဒါဒီသူ့ရဲ့တဘာဝကအမြေကြီးတွေကလာတဲ့ဓာတ်နဲ့တင်သွားတာအဲ့တော့မြေကြီးတွေကလာတဲ့ဓာတ်ကိုကျွန်တော်ကရေဓာတ်တီးထိုးတယ်ပလဲနိုင်ထိုးခြင်းကြီးထိုးရင်အဲ့သဘောကိုဖြစ်သွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကထပ်ပြီးတော့တင်ပြပေးတာအားလုံးပဲကျမ်းမှာချမ်းသာကြပါစေ